ကျကြရတဲ့မင်းမို့ဆက်ဖွဲ့တော့တော့ရေးရင်ဒီဘက်ကတရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှကိုက်ခိုင်မှမူရီစေဝါရောင်းဝယ်သူတအူဖန်စီရမိခဲ့ပါတယ်။တအန်းပြီးတက်မှာ9နှစ်မြေကိုက်ခိုင်မြို့နယ်မှာပလောင်ပြည်နယ်လွတ်မြောက်ရေးတအူ PSF TNN ရဲ့တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှမူရီစေဝါရောင်းဝယ်သူအမျိုးသမီးတအူကိုဖန်စီရမိခဲ့ပါတယ်။အခင်းဖြစ်ပွားချိန်ကမလတရက်ဖြစ်ပြီးတရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ မြို့အတွင်းကိလက်နေချင်းအဲ့ဒီအမျိုးသမီးကမူရစ်ဆေးဝါးရောင်းဝယ်တယ်လို့တရင်ရရှိခဲ့ပြီးသူမရဲ့နေအိမ်ကိုတွားရောက်စစ်ဆေးရာမှာဖမ်းဆီးရမိခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးကအသက်25နှစ်အရွယ်ဒေါ်အေးကုတ်ဆိုသူဖြစ်ပြီးသူမနေအိမ်အတွင်းရာမစိတ်ကြွဆေးပြတထုံနဲ့အတူတရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးကကိုက်ခိုင်မြို့မှာနေထိုင်ပြီးမူရစ်ဆေးဝါးရောင်းချရံမှာတနေ့အထိရှိခဲ့ပြီးဖြစ်ပါတယ် သူမကိုတရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှမူရည်စေဝါဥပဒေနဲ့အရေးယူဆောင်ရွက်သွားပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ28ရက်နေ့မှာလဲနောက်ချုံမြို့တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ မြို့အတွင်းကဲလက်နေချိန်မှာရခိုင်စစ်ကောင်စီတပ်135စခန်းအနီးမှာမူရည်စေဝါရောင်းဝယ်သူအမျိုးသားတအုပ်ကိုဖမ်းဆီးရမိခဲ့ပါတယ်ရှင်။ကျမမြင်မင်းသူပါ